ချစ်သူတတန်ရှင်းနှစ်ကြောင်တွဲပြီးမှဘာသာမတူလို့လန့်ခွဲခဲ့ရတဲ့ဖိုးဖွေးဖိုးဖွေးဟာအပတ်ပတ်မှအောင်မြင်နေသူဖြစ်လို့သူ့ကိုအားကျတဲ့မိန်းကလေးတွေကလည်းမနေမနှောရှိပါတယ်။အနည်းပညာလောကထဲမှာအောင်မြင်တိုင်းလေအခြေအေးမှာကံကောင်းမယ်လို့မှတ်ယူလို့မရတာကြောင့်ဖိုးဖွေးကသူ့ရဲ့ချစ်သူကိုလန့်ခွဲလိုက်ရပါတယ်။ဖိုးဖွေးဟာအခြေအေးမှာသူ့တိတ်တာကြောင့်သူ့ရဲ့အခြေအေးကိစ္စတွေကိုဖုံးကွယ်ထားတတ်တယ်ရှင်။ဖိုးဖွေးနဲ့အောင်ရလင်းတို့ကရီစောင်းတွေဖြစ်ခဲ့တာကိုအားလုံးကသိပေမဲ့ဖိုးဖွေးမှာအောင်ရလင်းအပြင်နောက်ထပ်ရီစောင်းတစ်ယောက်ရှိပါသေးတယ်။အဲ့ဒီရီစောင်းနဲ့ဖိုးဖွေးကရှင်းနှစ်ကြောင်တွဲခဲ့ပေမဲ့လေဘာသာမ တူတာကြောင့်လမ်းခွဲလိုက်ရတာပေါ့ဖိုးဘေးကဗုဒ္ဓဘာသာဝင်ဖြစ်နေလို့မိဘတွေကတော့ဘာသာကြားချစ်သူနဲ့သဘောမတူခဲ့ဘူးရှင်ဒါကြောင့်ဖိုးဘေးကချစ်သူကိုချစ်လျက်နဲ့ပဲလမ်းခွဲလိုက်ရပါတော့တယ်ရှင်းနေကြောင်တွဲပြီးမှလမ်းခွဲလိုက်ရတဲ့အကြောင်းကိုဖိုးဘေးကဘသူ့ကိုမှမပြောပြပေမဲ့လည်းဒဲဝိမီအစီအစဉ်မှာတော့ပြောပြခဲ့တာပေါ့ဒဲဝိမီအစီအစဉ်မှာဖိုးဘေးနဲ့ဒိတ်ဖို့အတွက်ဝင်းနာဖြစ်အောင်မိကုန်းနေကိုမှန်ကန်အောင်ဖြေဆိုရပါတယ်ဒီအစီအစဉ်မှာတော့ဖိုးဘေးကအကြံဆုံးတွဲခဲ့ပူတဲ့ချစ်သူတန်းကိုအလုံးသိအောင်ပြောပြလိုက်တာပေါ့နမဲကြီးမင်းသမီးဖြစ်တဲ့ဖိုးဘေးကပြီးဆုံးခဲ့တဲ့အချိန်ရေးပြီးတဲ့နောက်မှာတော့နောက်ထပ် အခြေအရေးတွေလည်းမပေါ်လာတော့ဘဲတယောက်ထဲပဲဖြတ်တန်းမှာတော့တယ်အကယ်ဒမီသုံးစုရထားပြီးရှင်းရှင်းတောင်းအောင်မြင်နေတဲ့ဖိုးဖေးလေးအခြေအရေးမှာတော့ကန့်ခေခဲ့ရတာပါမင်းသမီးတွေတယောက်ပြီးတယောက်လက်ထပ်သွားပေမဲ့ဖိုးဖေးလေးရှင်းနှစ်ကြောင်တွဲပြီးမှဝေးသွားခဲ့ရပါတယ်အမုန်းတွေနဲ့လမ်းခွဲရတာထက်အခြေတွေနဲ့လမ်းခွဲရတာကပိုပြီးနာကျင်ခံစားရလိမ့်ရှိကောင်ဘာသာမတူဘူးဆိုတဲ့စီးတစ်ခုနဲ့ဖိုးဖေးတို့လည်းဝေးကွာသွားခဲ့တာပါဖိုးဖေးလိုရင်းနှီးစရာအခြေအရေးတွေကိုကြောင်းခဲ့ဘူးလားဆိုတာခမမှာပြပြခဲ့ပါအောင်ရှင်